မြောက်ရီမြို့မှာ KNL ကြားဆောင်တပ် BGF ကထိသိမ်းထားတဲ့ကြားဖြတ်ဝန်ထမ်းအီသီယိုးပီးယားနိုင်ငံသား80နှစ်ယောက်ကိုမေလာရှိရကထိုင်းနိုင်ငံမဲဆောက်ကတဆင်ပြန်ပို့လိုက်ပါတယ်။မောင်တူးတင်ဆက်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။မေလာရှိရနေ့မနေ့ကထိုင်းမြန်မာချစ်ကြည်ရေးတရားအမှတ်နှစ်ကိုဖြတ်မြောက်ရီမှာထိမ့်သိမ်းထားတဲ့အီသီယိုးပီးယားနိုင်ငံသားကြားဖြတ်ဝန်ထမ်း82ဦးကို ပြန်ပို့လိုက်တာပါ။ ဒီ European နိုင်ငံသားပါเนาะကျွန်တော်တို့ဒီနေ့တရားမြစ်ကနေလွှဲလိုက်တာရှိပါတယ်ဟုတ်ဆက်ပြီးတော့ဆောင်ရွက်သွားမယ်ကျွန်တော်တို့ဒီနေ့နေ့ကိစ္စကိုကင်းစင်ဟလာညော့နေပပျောက်ဒီဒီကျွန်တော်ဆောင်ရွက်သွားမယ်ဆိုတာကမူလလည်းပြောထားပြီးသားဖြစ်တယ်ပြောကျွန်တော်တို့လည်းအခုဆိုရင်တိကြပါတယ်တိကြပါတယ်เนาะကျွန်တော်တို့ပြီးခဲ့တဲ့လကကျွန်တော်တို့ရွတ်ပြထားတဲ့ကိန်းကဏ္ဍဒီ9100ကျော်ပဲရှိပါတယ်အခုဒီလမှာ8000ကျော်ဖြစ်လာတယ်ဒါနောက်လမှာလည်းဒီလိုပဲထပ်ပြီးတိုးလာအောင်ပါပဲအဲကျွန်တော်တို့ကတော့ဒီဒီလိုပဲဟိုအစစ်စစ်နဲ့ကျွန်တော်တို့မှာခုနကိန်းကဏ္ဍတစ်ခုထိ မရောက်မချင်းကျွန်တော်တို့ကဆက်လုပ်သွားမယ်เนาะအဲ့တော့ဘလောက်ကင်းကင်းလဲလဲဆိုတာတော့ကျွန်တော်တို့ကပြောဖို့စိုးရတယ်ဟုတ်ကဲ့လူ85ဦးကိုပြန်ပို့ခဲ့ပြီမြေ3ဦးက passport မပါတာကြောင့်မြဝတီကိုပြန်ခေါ်သွားရတယ်လို့ BGF တာဝန်ရှိသူက ပြောပါတယ်တစ်ချိန်တည်းမှာပဲကြားဖြန့်ကိစ္စဟာထိုင်းရောက်မြန်မာတွေပေါ်ကိုလည်းရိုက်ခတ်လာနေတယ်လို့ဆိုပါတယ်ဒီကြပ်ဖြတ်မှာလုံခံနေရတဲ့သူတွေကအများကြီးရှိတယ်။ရှိတဲ့ဟာထူချောင်းမှုတွေက ဒီအာဆီယံတစ်ခုတည်းကမဟုတ်ဘဲနဲ့အာဆီယံပြန်ကနိုင်ငံသားတွေပါပါလာတဲ့ခါကျတော့ပို့ပြီးတော့စိုးရင်စီရာဖြစ်တယ်။နောက်ပြီးတော့ဒီချန်ပီယံမှာဒီခိုင်းစေတဲ့ခါမှာလေအဲ့လိုနှိမ့်ဆက်တာတွေငွေတောင်းခံတာတွေဒီသူ့အလုပ်ကိုမလုပ်ဘူးဆိုလို့ရှိရင်တပြက်လေးတဲ့ကိစ္စတွေရှိတဲ့ခါကျရင်လေတူတူကြောက်စရာကောင်းတဲ့ဟာလို့တွေ့လာရတယ်။တွေ့လာရတဲ့ခါကျတော့ဒီထိုင်းနိုင်ငံဆွေရနေနဲ့လေဒီဟာကိုကိစ္စကိုတော့စိတ်ဝင်စားလုပ်နေတာကိုတွေ့ရတယ်။တွေ့ရပြီးမဲ့ကျွန်တော်တို့ဒီထိုင်းနိုင်ငံရောက်နေကြတဲ့ဒီရွှေပြောင်းမြန်မာလူ့သမားတွေရော နိုင်ငံတကာမှာရှိတဲ့ဒီမြန်မာနိုင်ငံသူနိုင်ငံသားတွေနဲ့ကတော့စွန့်ရင်းစရာတွေဖြစ်လာတယ်။ဒီကျွန်တော်တို့တက်နီကယ်မှာရောက်နေတဲ့ရှုပ်ချက်တော်သမားတွေဆိုလို့ရှိရင်ကြောက်ဖြန်းကိစ္စမှာတူတူမျက်မျက်ခံရတယ်။ခံရတယ်ဆိုတာကရက်ကွဲတီမှာဝန်ပြီးမှစစ်စစ်စားတယ်ဖမ်းဆီးရတယ်အခန့်တီကိုလာရောက်မှွေရတယ်ကိစ္စတွေမှာတမန်လူသားစားတွေရှုပ်ချက်တော်သမားတွေကပို့ပြီးခံရတာတွေ့ရတယ်။တွေ့ရတဲ့အခါကျတော့ DGB ဖြစ်ဖြစ် BGF ဖြစ်ဖြစ်ထိုင်းဆူရဖြစ်ဖြစ်မြန်မာနိုင်ငံဆူရဖြစ်ဖြစ်ဒီပြဿနာတွေကိုလှုပ်ဆောင်တဲ့အခါကျရင်ဟန်ပြလို့တာမျိုးမဟုတ်ဘဲနဲ့ ပြီးပြီးဆုံးအောင်ဒီလိုရမယ်တနေရင်ဒီဟာကိုကိုလို့ချမ်းလိုက်ရမှာဖြစ်တယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလဇန်ကနေဒီနေ့မေလ၈ရက်အထိ BGF တပ်ဖွဲ့ကြားဖြတ်နေနေရေးကာလအတွင်းနိုင်ငံ23နိုင်ငံကကြားဖြတ်ဝန်ထမ်း8585ဦးကို ထိမ့်သိမ်းထားပြီး9946ဦးပြန်ပို့ခဲ့ပြီးဖြစ်တာကြောင့်ကြားဖြတ်ဝန်ထမ်းနိုင်ငံသား829ဦးပဲပြန်ပို့ဖို့ရှိတော့ကြောင်း BGF တာဝန်ရှိသူက ပြောဆိုသွားခဲ့ပါတယ်ခမညာကျွန်တော်မောင်တူပါ